လီဗာပူးအတွက်မျောလင့်ချက်ရှိလာနိုင်မဲ့အပြောင်းအလဲတစ်ခုဘောလုံးကစားသမားတွေရဲ့ data အချက်လက်တွေကိုတွက်ချက်ပေးနေတဲ့ One Football ရဲ့ထုတ်ပြန်ချက်အရဆိုရင်ပြီးခဲ့တဲ့ရာသီမှာ9.3ကြော့အထိ rating ရှိခဲ့တဲ့မိုဆာလာဟာဒီရာသီမှာတော့6.8ကြော့အထိကိုကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။သွင်းကိုယ်တွေသွင်းယူဖို့အားရလာနေတယ်လို့ဖန်နင်းမှုတွေလည်းမပြုတ်လုံနိုင်တဲ့မိုဆာလာအနေနဲ့အခုလိုမျိုး rating ကျလာတာဟာအထူးပြောစရာတော့မလိုပါဘူး။ဒီမှာစိတ်ဝင်စားချက်အချက်လက်တခုလည်းရှိနေပါတယ်။ ဂျီယာဒီပရီးမီးယားလိဂိုးသွင်းအများဆုံးကစားသမားကအလင်းဟာလန်ဖြစ်နေပေမဲ့လေဂိုးပါ90 minutes rating ကိုကြည့်လိုက်တဲ့အခါမှာတော့လီဗာပူးတက်စစ်ကစားသမားခီယီဇာကရပ်တည်နေတာ ဖြစ်ပါတယ်။ကစားခွင့်ရရှိတဲ့မိနစ်တွေကိုအချိုးကျတွက်ကြည့်တဲ့အခါမှာခီယီဇာကတိတက်သမား9လိနဲ့ပထမနေရာအလင်းဟာလန်ကတိတက်သမား33နဲ့တတိယနေရာကိုရောက်နေပါတယ်။တဘောကတော့ခီယီဇာသာပွဲထွက်မိနစ်တွေပိုရလာရင် တင်ကိုတွေလည်းပိုရလာနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ပဲဖြစ်ပါတယ်။အေဇာကဒီယာတီပရီးမီးယားလိပွဲစဉ်တွေမှာလီဗာပူးအတွက်စုစုပေါင်း108မိနစ်ပဲပါဝင်ကစားပေးထားရသေးတာဖြစ်ပါတယ်။အန်စလော့အနေနဲ့ခီဇာကိုဘာကြောင့်မတုံးလဲဆိုတာကတော့မေးခွန်းထုတ်เสียပါပဲ။ဆာလာခြေစွမ်းကြနေတာတော့ဆာလာကိုပဲဆက်တိုက်နေရပြနေတာကိုပရိသတ်တွေလည်းသဘောမကျဖြစ်နေရပါတယ်။ခေစာအနေနဲ့လည်းအရန်ကြီးညက်နေတဲ့သူတော့မဟုတ်ဘဲနဲ့သူ့ရေချင်းကိုအီတလီအသင်း UV အသင်းတွေမှာတက်တည်ပြခဲ့ပြီးသားဖြစ်တယ်လို့လက်ရှိလီဗာပူးမှာလည်းရရင်ရတယ်လို့ဆွမ်းဆောင်ပြနေတာဖြစ်ပါတယ်။ဒီတော့ ခေစားကိုညာတောင်မန်အတွက်မျှော်လင့်လို့ရတဲ့ကစားသမားဖြစ်လာမလားဆိုတာကတော့အာဖရိကပွဲစဉ်နေမတိုင်ခင်အထိဆက်ပြီးတော့စောင့်ကြည့်သွားကြပါ